အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ကြိုလိုက်ပါအဲ့တော့ဒီကောင်းမွန်တဲ့နေ့ဒီနေ့ကလက်ရှိမှာဒါ Liverpool ပြည်သားတွေအတွက်မဟုတ်ခဲ့ဘူးလို့ပဲစူအာမယ်ဒီတနေ့ဖြစ်လာခဲ့ပြီပေါ့နော်ကျင်းနဲ့ကျွန်တော်တို့ကတော်တော်လေးကိုတွေ့ဝေသွားပြီးလီဗာပူးကဒီကနေဘယ်ကိုဆက်သွားမလဲဆိုတဲ့မိကုန်းတွေကိုတော်တော်လေးကိုမေးရမယ်တဲ့မှာပါတယ်ဘောနော် အဲ့လက်ရှိမှာ Twitter တစ်ခွင်မှာကျွန်တော်နေ Twitter မှာလှည့်မကြည့်ကျွန်တော် notification ပဲယူတာ notification ထွက်ကြည့်ရခြင်းမှာအာနီစလော့ကိုထွက်ရမှာလားပါလားဆိုတဲ့ဥစ္စာမျိုးတွေကိုတော့လက်ရှိမှာဆက်လက်ပြီးတွားနေကြတာတွေ့ရမယ်လက်ရှိမှာတော့ကျွန်တော်တို့လေဘူးတင်ကားတာကျွန်တော်တို့ဒါကတော့အိမ်ကွင်းမှာဒါကျွန်တော်တို့ goal အများဆုံး twin ခံရတဲ့ဒါကျွန်တော်တို့ပွဲစဉ်တွေကတပွဲဖြစ်လာခဲ့ပြီးတော့ဒါကျွန်တော်တို့2005ခုနှစ်မှာ Chelsea ကို4-1နဲ့ရှုံးနေ West Ham ကို3-0နဲ့ရှုံးနေပြီးတော့ City ကို4-1နဲ့ရှုံးခဲ့ပြီးလက်ရှိမှာတော့ Anfield မှာ 3-0ဆိုတဲ့ရတဲ့နဲ့လီဗာပူးအရှုံးနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့လီဗာပူးတင်းတဲ့ဒီနေ့ပွဲစမှာဘာတွေမှားခဲ့လဲ အဓိကကတော့ဘောနော်ဒါကျွန်တော်ရဲ့အမြင်ပေါ့ကျွန်တော်တဦးတယောက်တည်းအမြင်ကပြောရမယ်ဆိုလေဗာပူးအသင်းမှာနိုင်လူစိတ်လုံးဝပျောက်ဆုံးသွားခဲ့ဖြစ်တယ်။ကစားသမားတွေစီမှာဘာဆိုဘာမှကိုမတွေ့ရတဲ့အနေထားတစ်ခုရောက်သွားခဲ့ပြီ။ဒီနေ့ပုံစံမှာဒါကျွန်တော်ခါတိုင်းကောင်းနေကြကစားသမားဒီကလွှဲနေတော့ဒီကစားသမားတွေစီကနေပေါ့ဘာမှတိတ်ပြီးတော့ input တွေလုံးဝကိုထွက်မလာခဲ့တာကိုတွေ့ရမယ်။ fan type နောက်မှာတကောင်နဲ့ဆွတ်ဆက်ပြီးယုံနေခဲ့တာကိုတွေ့ရမယ်။ sub slide သူ့အနေနဲ့ကြာရဆဲယုံမှာသူရအောင်တေးယုံဆောင်နေနေထားမှရှိတယ်။ဒါသက်ရှိမှာဒါကျွန်တော်ဒီကစားသမား၂ယောက်လောက်ကလွှဲနေတော့ ကျွန်တော်ရဲ့ဒီနေ့လက်ရှိမှာဒါကျွန်တော်စာလားကိုဒါကျွန်တော်လက်ရှိ right win နေရာမှာဒါကျွန်တော်စိတ်နေတာလေးကိုတွေ့ရမယ်ဒီနေ့ပုံစံမှာဒါကျွန်တော်ပြောရမယ်ဆိုတော့စာလားရတာအကောင်းဆုံး position တွေကတပွဲလေးတော့ပြောလို့ရတယ် is sums of everything เนาะဒါဟုတ်ပြကျွန်တော်ဒီစကားကိုပြလိုက်ခရေဒါကျွန်လက်ရှိမှာ Liverpool ရဲ့အခြေအနေဘယ်လောက်ဒီဆိုးလဲဆိုတာတွေ့ရမယ်တယ်မှာပါတယ်ဒီနေ့ပေါ်စင်မှာဒါကျွန်တော် Sean Dyke ကလုံးဝ game plan အသင့်နဲ့လာခဲ့တယ်ရှင်းရှင်းလေးပါ Liverpool တင်တာကျွန်တော်ဒီနောက်ပိုင်းမှာပေးနေတွေ့နေရသွင်းကိုဒီကိုပဲ Liverpool တင်ဆက်လက်ပြီးတော့ဒါကျွန်တော်ပေးခဲ့ရပြီလက်ရှိမှာ Liverpool အသင့်အတွက်ကတော်တော်လေးကိုစိတ်ပြက်စရာရာသီတစ်ခုဆက်လက်ပြီးဆက်ခဲ့တယ်အဲ့တော့လက်ရှိဒါကျွန်တော်တို့အောက်ကတင်နေတဲ့ကနိုင်သွားခဲ့တဲ့အချိန်မှာ Liverpool တင်ကအခုလက်ရှိမှာဇယားရဲ့ဆက်အဆစ်ဆက်တဲ့နေရာကိုဆင်းသွားခဲ့ပြီပဲဖြစ်ပါတယ်ဘောနော်အဲ့တော့လက်ရှိ ှမှာတော့ကျွန်တော်အပေါ်ကသင်နေတာဆက်ပြီးနိုင်ခဲ့မယ်ဆိုရင်တော့တော်တော်လေးကိုရလပိုင်းအပြည့်စိတ်ပြည့်စရာဖြစ်သွားတဲ့ဓာတ်မှရှိတယ်။လီဗာပူးသင်ဒီနှစ်မှာဒါပရီးမီးယားလိတိုက်တယ်ကိုဆက်ပြီးတော့ဒက်ဖက်လုတာတဲ့ဆိုင်တော့4ဝင်ဖို့အတွက်ကိုပဲအဓိကပို့ပြီးတော့အာယုံဆိုက်ရမယ့်နေသားတစ်ခုကိုလီဗာပူးသင်1-0နဲ့ရောက်ရှိသွားခဲ့ပြီလို့ပြောလို့ရမယ်ဒီမှာပါတယ်။ဒီနေ့ပုံမှာခုနကကျွန်တော်ပြောခဲ့သလိုပါပဲအဓိကဒီနေ့ပုံမှာဒါကျွန်မခြေစွမ်းနေတိုင်းလူကြီးတွေတော့ပထမဆုံးခုနကပြောသေးတယ် ဒါပထမအုပ်သွင်းကိုပေါ့နော်ဒါပထမအုပ်သွင်းဆုံးမှာဒါကျွန်တော်တို့ Robertson ဒါကျွန်တော်တို့အာ Manchester City နဲ့ပေးတော့အပေးလိုက်တဲ့အသွင်းကိုလက်ရှိမှာဒါကျွန်တော်တို့ Liverpool အသင်းနဲ့ဒါကျွန်တော်တို့ဟိုဟာဖြစ်တဲ့အသွင်းကိုပေါ့နော်ဒါကျွန်တော်တို့အခုအာဒီနေ့ပွဲစဉ်မှာဒါ Northern Forest ကပထမအုပ်သွင်းရသွားတဲ့ set piece က twin goal ကစင်တူပုံစံဖြစ်ခဲ့တယ်အဲ့ဒီပုံစံမျိုးကိုဒိုင်ပေးခဲ့တယ်အဲ့တော့ဒီနေ့မှာဒါကျွန်တော် personal အမြင်ကပြောမယ်ဆိုရင်လက်ရှိမှာ Liverpool အသင်းနဲ့ဒါကျွန်တော် Igor Jesus ရဲ့လက်ထိတဲ့ဘောလုံးကဒါဒီနောက်ထိသွားတော့လက် လမောင်းကိုထိသွားတော့ကျွန်တော်ပါဆယ်မြင်ပေါ့နော်ကျွန်တော်လီဗာပူးသိတဲ့ကျွန်တော်ဆင်းရင်လည်းရတယ်ဒါပေမဲ့ကျွန်တော်ကလီဗာပူးသိတဲ့ပထမအဆုံးပထမအဆုံးဂိုးကိုဒါကျွန်တော်တို့ London Forest မရခဲ့ပေမဲ့ Ego Jesus လက်ထိသွားတဲ့ဘောလုံးလက်ကကျွန်တော်အပြည့်မထိခဲ့ဘူးလို့ကျွန်တော်နေမင်းတယ် Ego Jesus အနေနဲ့ဒါကျွန်တော်တို့လက်ရှိဒီနေရာမှာပဲထိသွားတဲ့ကြောင့်မို့လားပြောမလို့ဆိုတော့ပြန်ချေသွားရင်ထားမှရှိရပေါ့နော်ကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ် ကပွဲတစ်ပွဲကိုကြည့်ပြီးခင်ဗျာကြိုက်တဲ့လောက်ဒိုင်ကိုခင်ဗျာဒါပြောပိုင်ခွင့်ရှိတယ်စူပိုင်ခွင့်ရှိတယ်ဒိုင်လူကြီးလက်ရှိမှာဒိုင်လူကြီးတွေ consistent ဖြစ်ဖို့ဆိုတာအကုန်လုံးသိပြီးသားဖြစ်နေမယ်ဒိုင်နဲ့ပတ်သက်ပြီးကျွန်တော်ခဏခဏပြောခဲ့တာကိုတွေ့ရမယ်ထဲမှာပါတယ်ဒါပေမဲ့ဒါကျွန်တော်ဒီတနေ့ကုံဆုံးသွား at the end of the day မှာဆိုရင်တော့ဒါ Liverpool အသင်းရဲ့နိုင်စုစိတ်ပျောက်ဆုံးနေတာကပို့ပြီးတော့ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေထက်ဆိုင်တော့ ော်တော်လေးကိုပူဆိုးနေကြတာကိုတွေ့ရမယ်ထဲမှာပါတယ်။ဒီပဘူးသိန်းကိုနောက်ပိုင်းပွဲစဉ်တွေမှာကြည့်မယ်ဒါမနစ်ကကွင်းလယ်မှာဟုတ်ရဲ့လာလူတော်မိရမယ်ထဲမှာပါတယ်။ဂရမန်ဘက်ကလည်းအရင်နဲ့မတူ ကမက်ကလစ်စတာကအဓိကပေါ့နော်ကျွန်တော်ဒီနှစ်မှာဒါမနစ်ကအကောင်းဆုံးကစားသမားရဲ့တယောက်ဖြစ်တဲ့မက်ကလစ်စတာပျောက်ဆုံးခြင်းကလစ်ဗာပူးအသင်းရဲ့ကွေးလယ်ပိုင်းကို impact ကအရင်ကြီးကြီးမားမားထိခိုက်သွားစေရနေတာမှရှိတယ်။ဒါတင်ပေါ်မှာဒါကျွန်တော်ဆူပူစလိုက်ကို right back မှာထည့်ထားတဲ့လစ်ဗာပူးအသင်းနေတာကွေးလယ်မှာဒါကျွန်တော်ဖန်တီးမှုအာရော့နေနေတဲ့အချိန်မှာတစ်ဖက်ကဒါ Elio Anderson လို့လက်ရှိမှာတက်နေတဲ့အချိန်နဲ့ Morgan Gisway ပြန်ထောင်လာတဲ့အချိန်နဲ့တွေ့တဲ့အချိန်မှာလစ်ဗာပူးအသင်းရဲ့ကွေးလယ်ပိုင်းကတော့တကယ်တမ်းနင်လားငါလားဟိဆိုတဲ့ movement မှာလုံးဝကိုဒါကျွန်တော်ပြုတ်ပြုတ်ပြုံးပြီးတော့ကြာရှုံးသွားခဲ့နေတာမှရှိတယ်။ ကွေးလေဘယ်တယ်မှာမရှိနိုင်ခဲ့တဲ့ကွေးလေဘယ်တယ်မှာမနိုင်နိုင်တဲ့အချိန်မှာဒါကျွန်တော်တောင်မန်ဒီကလည်းဒါမူဆာလာရဲ့ဒါကျွန်တော်အတိုးလုတ်ဒီတချို့ကလွှင်းနေတာပြဿနာအရမူဆာလာကဘာလဲတူတူလက်ရှိမှာဒါကျွန်တော်သူ့ရဲ့အတိုးလုတ်လေးတွေကိုဒီနေ့ပွဲစံမှာသူ့စီကအနေနဲ့များပြန်တွေ့ခဲ့ရတယ်။နည်းနည်းလေး breath of fresh air ဆိုတဲ့ပုံစံမျိုးလေးတွေကိုဒါမြင်ခဲ့ရပေမဲ့ဒီထက်ပိုပြီးဘာမှမတွေ့ခဲ့ဘူး။မိုဟာမက်ဆာလာမှာဒါကျွန်တော်အရင်တော့ app product တွေကမိုဟာမက်ဆာလာရဲ့အသက်ကဘာလဲ။မိုဟာမက်ဆာလာရဲ့အသက်ကလက်ရှိမှာဒါကျွန်တော်အတိုးလုတ်ဒီအတိုးလုတ်ဒီစီကနေပြီးတော့လက်ရှိမှာ အဲ့ brother ဒီခမဘလောက်ပဲကြက်ကြက်တက်တက်ဘလောက်ပဲဂျောင်းပဲဖြစ်ဖြစ်အဲ့ဒီဂျောင်းတင်းကနေရအောင်ဒါကျွန်တော်တို့မူဆာလာအလုံးလုံးတက်တယ်ဆိုတော့အနေထားကနေပြီးတော့အခုလက်ရှိမှာလူတွေတော့ကြော်ပြတက်တယ်ဒါပေမဲ့အဲ့ဒီလူကြော်တာတဲ့ကလူပြောမူဆာလာနေဘာမှ impact မရှိတော့အီဆက်ကလက်ရှိချိန်ဒီခုဒီဒီဒါကြက်မှာကြက်ခိုင်မပြေဝသေးဘူးဆိုတဲ့စကားလုံးနေနေပဲဒါပိတန်နေစေဖြစ်တယ်ဒါကျွန်တော် Premier League ရဲ့ပွဲစဉ်လက်ရှိမှာဒါ12ပွဲ12ပွဲနေနေရောက်လာတဲ့အချိန်မှာကြက်ခိုင်မပြေဝသေးဘူးဆိုတဲ့စကားလုံးတွေကလွယ်လွယ်နဲ့သုံးလို့မရတော့ဘူးလို့မြင်တယ်လေဘဘူးတင်တဲ့လက်ရှိမှာ Lewis Diaz ကိုဒီနှစ်မှာရောင်းခဲ့ တာအင်မတန်မှမာယွင်းခဲ့တယ်ဆိုတာကိုလည်းကိုဒီဂိုက်ကိုကဆက်လက်ပြီးပြသတယ်အဲ့တော့လီဗာပူးတဲ့လက်ရှိမှာကျွန်တော်တို့ဒါယောက်ျားလေးနေမကောင်းဖြစ်လို့ပဲကွနော်တောင်းတန်းကျွန်တော်ယောက်ျားလေးတွေကနေမကောင်းဖြစ်ခဲ့တယ်ဒါပေမဲ့နေမကောင်းဖြစ်ပြီးဆိုရင်ဒါစီရောချောင်းစိုးကသွေးတိုးကရှိသမျှအစုံလင်ဖြစ်တယ်ဆိုရင်ဒါမှလီဗာပူးတဲ့အစုံလင်ဖြစ်သွားခဲ့ရမြင်ရမယ်လီဗာပူးတဲ့ဒီနေ့မှာဒါလက်ဘက်နေရာမှာဒါကျွန်တော်ကရာကက်စ်ကိုအားကိုရမလားဆိုပြီးဒါဝယ်ခဲ့တယ်လက်ရှိမှာလက်ဘက်နေရာမှာလည်းကရာကက်စ်ကိုလုံးဝအားမကိုအောင်တိုက်စစ်လည်းမလိုက်နိုင်လို့ခံစစ်မှာလည်းကရာကက်စ်ရောလုံးဝအားမကိုအဲ့တော့ ခံစစ်တပြင်းလုံးမှာဒါကျွန်တော်တို့ခံစစ်အစ်စ်မဟုတ်တဲ့ attacking midfielder ဆန် right wing ဆန်ကစားသမားဖြစ်တဲ့ Subo Slider တော်ကလည်းရှိမှာကဒါ Kuna Tego Caracas ထက်အများကြီးပိုကောင်းနေတော့တွေ့ရမယ်အဓိကနောက်တစ်ချက်ပြောစရာလိုတာ Kuracock ကျွန်တော်ဒါ Kuna Tego Igor Jesus ရဲ့လက်ထိဘောကံကောင်းလို့မပြီးလိုက်ရတဲ့အချိန်မှာ ဒါကုနာတိနဲ့ပို့ပြီးတော့အာယုံဆိုင်မှုတွေကိုပို့ပြီးလုပ်ပြတယ်။သူနေတာလူစားလဲရဲ့အချိန်မှာသူနဲ့သူ့ကိုယ်သူမယုံနိုင်ဘူး။ तू ကမယုံနိုင်မှာကျွန်တော်ဒါပွဲချင်းနေတဲ့အနေနဲ့ကုနာတိဘာလို့ကွင်းထဲကထွက်သွားရလဲကျွန်တော်အနေနဲ့နားလေလို့ရနေဒါမှရှိတယ်။ပြီးတော့နီးပြနီးပြနေလက်ရှိမှာဒီ plan ကြီးကလုံးမဖြစ်ဘူး။ plan B ကိုပြောင်းဖို့အတွက်သူ့အနေနဲ့ဘာဆက်လုပ်ရမလဲ။သူ့ရဲ့ plan B က Robertson ကြီးကောက်ထည့်ပြီးဒါကျွန်တော်လက်ရှိမှာ ဆိုအေဘော်ရော့ဘတ်စန်ကကျွန်တော်တို့ဟီဂိုအကီတကီကိုထည့်ပြီးသူ့အနေနဲ့ကျွန်တော်တို့ပြောင်းလဲမှုတချို့ပြုလုပ်ဖို့အတွက်စူးစမ်းခဲ့တယ်။ဒါပေမဲ့အသင်းကပြခုနပြောသူပဲလက်ရှိမှာဓာတီကိုကြည့်ကြည့်ပြီးဒါကျွန်တော်ကပူပူပြီးလေးစားလာတဲ့ချိန်တွေရှိတယ်။အခုဒီကစားကအခုလက်ရှိမှာကျွန်တော်တို့ဒါညင်းလို့ရရဲ့ပေါ့နော်။ဒါကျွန်တော်လက်ရှိမှာဒါနီးပြကဒါကျွန်တော်သူစိတ်သူစိတ်ကြိုက်ကစားသမားမဟုတ်ပဲနဲ့ဒါဘုတ်ဖွဲ့ကစိတ်ကြိုက်ဝယ်ထားကစားသမားမဟုတ်လို့အသင်းက struggle ဖြစ်နေတယ်။ Chelsea Club ကတော့ကဒါကျွန်တော်လက်ရှိမှာ Michael Edward ကဒါ Chelsea Club ကြိုက်တဲ့ကစားသမားဆိုတာထက်ဆိုင်သူတို့ကြိုက်တဲ့ကစားသမားတွေကြီးပဲဝယ်ခဲ့ပြီ။ Chelsea Club ကရှိတဲ့ကစားသမားတွေပဲအလုပ်ဖြစ်အောင်လုပ်သွားခဲ့ တော့တွေ့ရမယ်တဲ့မှာပါတယ်ဘောနော်အဲ့တော့ လီဗာပူးသင်းနဲ့ပတ်သက်ပြီးဒီလေးတော့ဒီလောက်ပဲကျွန်တော်နေတာတစ်ဖက်ကတည်းကနော်တာဖော့စ်ရှွန်နိုက်ကအက်ရှ်ပေါ်စတာကိုဂူလက်တက်တွေကယူလိုက်တာကတိတ်မှန်သွားတဲ့အနေထားလို့မြင်တယ်။နော်တာဖော့စ်ဆိုအသင်းမျိုးကခန်စစ်ကိုအဓိကအသားပေးပြီးမရီလိုလိုမီလီကန်တို့ဗစ်တို့ကိုအဓိကတေဆုံးရမယ်အသင်းဆိုတာဒီနေ့ပုံမှန်ဆက်လက်ပြီးပြသသွားခဲ့တယ်။ကောင်တာအတက်ကင်းဒီမှာကောင်တာပရက်စင်ဒီမှာနော်တာဖော့စ်ကမနစ်ကအသင်းဒီနီကိုဒီနေ့မှပြန်တွေ့လာခဲ့ရတယ်။ဒါပေမဲ့ဒီနေ့မှတာတော့လက်ရှိမှတာနော်တာဖော့စ်အသင်းကိုဒါအရင်တုန်းကပုံစံလိုနီနီတွေ့ရတဲ့ဥစ္စာကိုလည်းတော်တော်လေးကိုဒါကျွန်တော်အသက်ရှူချောင်ခဲ့ရတဲ့အထားမှာရှိခဲ့လို့ဒီနေ့ပုံမှန်နော်တာဖော့ ော့ရဲ့အသက်သွေးကြောကခံစစ်ပန်းဖြစ်ခဲ့တယ်မရီနိုနဲ့မီလီကန်လိုဗေးရဲ့နှစ်ယောက်ရဲ့ဒါကျွန်တော်တို့ချိတ်ဆက်မှုတွေအတွက်လီဗာပူးရဲ့တဝဲလုံးတွေကိုပြန်ပြီး stop လုပ်တယ်အဲ့ဒီကတစ်ဆင့်ဒါဖူဘက်နှစ်ယောက်ဖြစ်တဲ့ဆာဘူနာနဲ့ဝီလီယံဆိုရဲ့ဒါကျွန်တော် wing back တွေကတစ်ဆင့် ဒါတောက်လျှောက်ဖောက်ပူကြိုးစားခဲ့ရှွန်တိုက်ကတခါကျရင်အသင်းကြီးနဲ့တွေ့ရင်အိဇာအရန်လှုပ်လုံနေတာကျွန်တော်ကစားသမောနီးပြတဲ့အောင်ရင်အမြင်နဲ့တွေ့ခဲ့ပြီးတော့ဒါရှွန်တိုက်နဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အာနီစလော့ပေါ်ကောင်းကောင်းကြီးလေ့လာထားခဲ့ပြီးတော့အာနီစလော့ကိုကောင်းကောင်းကြီးသူ့အနေနဲ့ဒါ simple plan နဲ့ပဲနှိပ်ကွသွားခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါပါတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်ထုံးဝမ်းနေတနာဖို့ကောင်းတာကတော့ van dyke နဲ့ alison ဘက်ကလို့ပဲပြောလို့ရမယ်ဒါတစ်ဖက်ကတော့ကျွန်တော်တို့ shot on target တွေ shot တွေမှာဒါတကယ်ကိုအလံပြန်ထွက်တဲ့ shot တွေကို alison ဘက်ကကောင်းဆုံးမျိုးစိတ်ခဲ့ပေမဲ့ rebound တွေမှာတော့ဒါကျွန်တော်အာနုကျွန်တော် alison တိကဘာမှမလုပ်နိုင်ခဲ့ဘူးပေါ့အဲ့ ော့လက်ရှိမှာရှွန်တိုက်ကဒီနေ့ပွဲစဉ်မှာစာအိမ်ဟိုကျွန်တော်ဒါအိမ်စာရေးတည်တည်ချာချာလှုပ်လာခဲ့တလို့ဒါကျွန်တော်အလီဆန်ဘက်ကကလုံးဝအိမ်စာရေးမလှုပ်လာခဲ့ဘူးဆိုအလီဆန်ဘက်ကအာရီဆိုအနေနဲ့လုံးဝအလီဆန်ဘက်ဆိုလုံးဝအိမ်စာရေးမလှုပ်လာခဲ့အဓိကခုနပြောသေးပေဘူးခမကြိုက်တာတွေကျွန်တော်ကြိုက်တယ်လို့ကြိုက်လို့ပုံစံမျိုးတွေအနေနဲ့ခမကြိုက်တယ်လို့ညင်းလို့ရတဲ့အထားမှာရှိတယ်ဒါပေမဲ့ at the end of the day ဒီတနေ့ကုန်ဆုံးသွားခမညင်းလို့ရတဲ့အချက်ကဘာလဲဆိုတော့လစ်ဗာပူးကလုံးဝဒီနေ့ပွဲစဉ်မှာနိုင်လို့စိတ်လုံးဝမရှိတာပဲဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Northern Force နိုင်ခဲ့တဲ့နဲ့နိုင်လဲနိုင်ထိုက်တဲ့နိုင်လို့စိတ်လဲပြင်းပြ ားခဲ့တဲ့အနိုင်အသင့်တသင့်နဲ့ဒီရလက်ကဖဲဖြစ်တယ်လို့ပဲကျွန်တော်အနေနဲ့ at the end of the day မှာပြောပြစီဘယ်လိုပဲပြောပါလားကျွန်တော်လက်ရှိမှာ Northern Fort အသင်းနဲ့ဒီနေ့ပွဲစမှာချီချူတယ်ကစားသမားကတော့ဒါနီးပြအောင်နိုင်လိုချင်းချင်းစိတ်ပြင်းပြင်းထန်လွန်အားကြီးတဲ့ပွဲတစ်ပွဲမှာသူတို့ဘာလို့နိုင်လဲဆိုတာဆက်လက်ပြီးပြသခဲ့တာကိုတွေ့ရမယ့်နေရာမှာပါတယ် Liverpool တို့ကတော့ one nil ကြပဲပြင်ဆင်စရာတွေကအများကြီးရှိတယ်လို့ပြောနေတယ်ပဲ Arne Slot ရဲ့အနာဂတ်ကတော့တဖြည်းဖြည်းစကားတွေကပြောစရာဖြစ်လာခဲ့ပြီလို့ပြောနေတယ်ပဲချက်တော့ကိုတော့ကုန်ပြီပေါ့အားလုံးမကြည့်တူပါနဲ့ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစွန့်မောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့ ောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့ကျွန်တော်တော့ကပြီးပါအောင် အားလုံးကြိုးတူပါတယ်ဒေးပါဗျာ